မင်္ဂလာပါရှင်ဘာမခိတိတရင်ဌာနရင်ထိတ်တန်တရင်များကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဒေါအောင်ဆန်းစုကြည်အစိုးရကကုလသမဂ္ဂကအတိမတ်ပြုကြောင်းကြေညာချက်1992ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါအောင်ဆန်းစုကြည်ဦးဆောင်သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကိုမြန်မာနိုင်ငံ၏တဦးတည်းသောတရားဝင်အစိုးရအဖြစ်ကုလသမဂ္ဂကအတိမတ်ပြုပါရယ်လက်ရှိမြန်မာနိုင်ငံအစိုးရအဖွဲ့ ။ဦးဝင်းမြင်း2018ခုနှစ်မတ်လ30ရက်နေ့မှစ၍ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဒေါက်အောင်ဆန်းစုကြည်2016ခုနှစ်မတ်လ30ရက်နေ့မှစ၍ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဖူရဲပါစာရွက်စာရန်တီ2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့တွင်ကုလသမဂ္ဂတန်ခင်းတမန်ခင်းကျင်းဝင်းနှင့်ဆက်ဆံရေးရုံမှအထောက်အထားဖြင့်ထုတ်ပြန်ခဲ့သောငွေရင်းအစိုးရစာရင်းဖြစ်ပါသည် နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုအောက်တွင်မြန်မာနိုင်ငံ၏လက်ရှိအခြေအနေသည်ဥပဒေကြောင့်အယောင်လိုင်းနာဆောင်ရွက်စေခြင်းဖြစ်ပါသည်။ထို့ကြောင့်နိုင်ငံတော်၏ဂုဏ်သိက္ခာနှင့်နိုင်ငံသူနိုင်ငံသားများ၏အကျိုးစီးပွားကိုမြင့်တရန်အတွက်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအလုံးသည်၎င်းတို့လက်ခံထားသည့်ကုလသမဂ္ဂဗရိညင်စာတမ်းအခန်း၄၏အပိုက်လေးတွင်ကြေညာထားသည့်တာဝန်များကိုလိုင်းနာရမည်ဖြစ်ပါသည်။ဆက်လက်ပြီးနိုင်ငံတကာရာဇဝတ်ရုံးကဝရမ်းပြေးတရက်ခံအဖြစ်လျှောက်ထားခံရသောမြေအောင်လိုင်းတွင် ပြည်သူလူထုကိုကိုစားပြုမိရွှေကောက်ပွဲကိုကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိဘူး KNU ကပြည်သူများကိုထပ်မံအသိပေးတဲ့ဆွေးနွေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။နိုင်ငံတကာရစဝတ်တရားရုံး ICC ကဝရမ်းပြေးတရားခံအဖြစ်လျှောက်ထားခံရသောမေအောင်လိုင်းတွင်ပြည်သူလူထုကိုကိုစားပြုမိရွှေကောက်ပွဲကိုကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိကြောင်းခရင်အမျိုးသားအစည်းအရုံး KNU ကပြည်သူများထံသို့တရားဝင်အသိပေးကြေညာပါတယ်။ လက်ရှိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကို KNU အနေဖြင့်လုံးဝဆန့်ကျင်ပြီးပြည်သူများအနေဖြင့်လည်းသမိုင်းတရခံမဖြစ်ဖို့အထူးရောက်ရွေးကောက်ပွဲကိုဆန့်ကျင်ဆို့ဟုသောကြွေးကြော်တန်ဖြင့်ဆန့်ကျင်ရမည်ဖြစ်ကြောင်းစစ်ကောင်စီစစ်ကော်မရှင်ပြုလုပ်မဲ့လွတ်လပ်မှုမရှိနိုင်ငံတကာအသိအမှတ်မပြုသောထောင်ချောက်ဆင်အထူးရောက်ရွေးကောက်ပွဲကိုကော်တူလေးနဲ့မြန်မာတပြည်လုံးရှိတိုင်းရင်းသားပြည်သူလူထုအားလုံးခံကွက်ဆန့်ကျင်ကြရန် KNU ကထပ်မံနှိုးဆော်ထားပါတယ် လက်ရှိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်မစစ်မှန်မှန်အထူးရောက်ရွေးကောက်ပွဲသာဖြစ်ကြောင်းပေါ်လွင်ထင်ရှားစေသည့်အချက်များတွင်ရွေးကောက်ပွဲကျင်းပရန်ခွင့်အာဏာမရှိသောသူပြုလုပ်သည့်ရွေးကောက်ပွဲသည်အထူးရောက်သာဖြစ်ကြောင်းဥပဒေကြောင့်အရတရားမဝင်သောရွေးကောက်ပွဲသည်အထူးရောက်သာဖြစ်ကြောင်းလွတ်လပ်မှုနှင့်တရားမျှတမှုမရှိသောရွေးကောက်ပွဲသည်အထူးရောက်သာဖြစ်ကြောင်းပြည်သူလူထုစံနာမပောင်းပြည်သူလူထုသဘောနှင့်ကိုက်ညီမှုမရှိသောရွေးကောက်ပွဲသည်အထူးရောက်သာဖြစ်ကြောင်းစစ်မှန်သောနိုင်ငံရေးဖြည့်ရှင်ချက်မဟုတ်သောရွေးကောက်ပွဲသည်အထူးရောက်သာဖြစ်ကြောင်း ် NUG ကပြည်သူများထံသို့အသိပေးပါရယ်။အရေးကြီးသောအချက်ဖြစ်သည့်ရွေးကောက်ပွဲကျင်းပရန်အခွင့်အာဏာမှာမေအောင်လိုင်ဦးဆောင်သောစစ်တပ်ထံတွင်မရှိကြောင်းမေအောင်လိုင်နှင့်စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှစတင်၍လက်နက်ဖြင့်အာဏာကိုလူယူခဲ့ပြီးပြည်သူလူထုကိုမတရားဖမ်းဆီးတပ်ဖြတ်ခြင်း၊လေကြောင်းတိုက်ခိုက်မှုများဘာသာရေးအဆောက်အအုံနှင့်စာတင်ကြောင်းများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းများဇက်တိုက်ကျူးလွန်လျက်ရှိကြောင်းမေအောင်လိုင်း၏အပေါင်းအပါစီဘိုလ်ချုပ်များမှနိုင်ငံတကာရာဇဝတ်တရားရုံးက ဝရန်တရခန့်အဖြစ်လျှောက်ထားခံရသူဖြစ်ကြောင်း KNU ကပြောဆိုပါတယ်။ထို့ဖြစ်၍ပြည်သူလူထုအပေါ်ရရက်ဆက်ဆက်ရာဇဝတ်မှုများကျူးလွန်နေသူအဖြစ်၎င်းဝရန်တရခန့်အဖြစ်လျှောက်ထားခံရသူဖြစ်၎င်းပြည်သူလူထုကိုစားပြုမည်ဆိုသည့်ရွေးကောက်ပွဲကိုဤသို့သောနိလန့်နှင့်မြကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိကြောင်း KNU ကသဘောထားထုတ်ပြန်ပါတယ်။ ထို့ပြင်မြောက်လိုက်မှာကောက်ကွယ်ရေးဦးစီးချုပ်အဖြစ်နိုင်ငံဝန်တန်းဖြစ်သူမှာယာယီသမရယာဒူးကိုပါလက်ကင်ထားပြီးဆောင်ရွက်မှုတို့မှာဖွဲ့စည်းပုံအခြေခံဥပဒေကိုယနေ့တိုင်လိုသလိုအသုံးချပြီးလှုပ်ဆောင်နေသည့်အတွက်စစ်ပုံကံမှုနိုင်ငံတော်ကိုတစ္ဆာဖောက်ဖျက်ပုံခံခြင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကိုတမင်တကာသို့မဟုတ်ရည်ရွယ်ချက်ရှိရှိဖြင့်ဖောက်ဖျက်ကျူးလွန်ခြင်းတို့ကိုအထင်ရှားကျူးလွန်သူများပင်ဖြစ်ကြောင်း KNU ကထောက်ပြထားပါသည်။တောက်ပုနှင့်ငဆောကိုအရောက်ပို့နေတဲ့ငမဲလုံး စော်မဲလုံးကမင်းအောင်လိုင်းကိုအရောက်ပို့နေတာလားမေးရမလို့ဖြစ်နေပြီသူထွက်ရှင်းတဲ့အထဲတော်တော်အကဲဆက်တဲ့ပြောကြားချက်တွေပါလာတယ်ပထမတစ်ခုကထိုင်းနဲ့ဆက်ဆံရေးပေါ်ဘလို့ဖြစ်ဖြစ်ထိုင်းရွေးကောက်ပွဲကနောက်နှစ်ဇန်နဝါရီအကုန်လောက်မှဆိုတော့လက်ရှိအနုထင်အစိုးရကစကစရွေးတူပြီးတဲ့အထိထိုင်းမှာတာဝန်ယူနေအောင်မှာပြီးတော့အနုထင်က အရင်အစိုးရမှာပြည်ထရေးဝင်ကြီးလာဝကနေလျှက်စစ်ဌာနကိုပါကင်ရတာအဲ့ဒီတုန်းကမီးဖြတ်တဲ့ကိစ္စနဲ့အနုထင်မှာတော်တော်လေးကြက်ရိုက်ခံလိုက်ရတယ် အခုစော်မင်းထွန်းထွက်ရှင်းတာကအွန်လိုင်းလိမ်လည်တဲ့နိုင်ငံခြားသား69.5ရာခိုင်နှုန်းကထိုင်းကလာလာတယ်။ဒါပေမဲ့မြန်မာတဲကိုရောက်ပြီးလိမ်နေတဲ့ကာလတရှောင်းစစ်ကောင်စီကဘာထိုင်လုံးနေတာလဲတုံး။အဲ့ဒီနေမြေတွေကစစ်တပ်လက်အောက်မှာလေအခုသူထွက်ရှင်းတဲ့အထာကထိုင်းမှာပဲတော်တော်များများတာဝန်ရှိတယ်လို့ပြတာ။ထိုင်းဆိုရနဲ့ဘလို့နေနေဆက်ဆံရေးကထိန်းထားရမှာကိုစော်မင်းထွန်းကလုံးဝကို69ကိုမှဒသမ5ကထည့်လိုက်သေးတာ။နောက်တစ်ခုကသုံးသွားတာကနေချန်းဆောင်တက်အမိခံတက်ဖွဲ့တချို့တွေ။ အမေချစ်သူကြီးသဘောပေါက်ရဲ့လားသူတို့နဲ့မဆိုင်ဘူးတဲ့နော်နေကြားဆောင်တက်အဖြစ်တောင်အတိအမှတ်မပြူတော့တဲ့လေးတန်တွေဖြစ်နေပြီပြီးကြဒီလိုကြားဖြတ်ယုံတွေကိုဖြိုချဖို့တက်မတော်ကအသက်သွေးချွေးစတေးပေးဆက်ခဲ့ရတာတဲ့သဘောက BTF နဲ့သူတို့တိုက်ပွဲတွေဖြစ်ပြီးမှဂျီနေမြေတဲဝင်လာနိုင်ခဲ့ပါတယ်ပေါ့တဆုံးထဲတာတော့ချစ်သူကုန်တကယ်ဟာကကူမလာမှာအမေရိကန်ကကြားဖြတ်နှိမ်တက်ခွဲတာနဲ့ပတ်သက်ပြီးဇော်မင်းထွန်းကထူးထူးခြားခြားအတုံးနှုံးလေးတွေကတတိယအပိုက်လောက်မှာတရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းညာ TCO တွေက cryptocurrency ယင်းနှိမ့်မြုံနှံမှုလိမ်လည်မှုများနဲ့ယုံကြည်မှုလိမ်လည်မှုအမျိုးမျိုးကိုအသုံးပြုပြီးနေစဉ်အမေရိကန်များ၏စူးစောင်းခွင့်များအသက်များကိုခိုးယူလျက်ရှိသည်ဆိုပြီးပါတွေ့ရပါတယ်လို့တခုတ်တရဆွဲထုတ်ပြောသွားသေးတာအမေအမေရိကန်ကသူ့ဘာသာသူတရုတ်နဲ့ကိစ္စတွေရှိတာတကြောင်တကယ်လဲကြားဖြတ်ယုံတွေကတရုတ်တွေပဲလုပ်နေတာကတကြောင်အဲဒါကြောင့် Chinese Translation နဲ့ Criminal Organization လို့သုံးတာလေအဲဒါကိုမဲလုံက highlight ထပ်လုပ်တာက ဖေဖေကြီးနဲ့အထက်လူကြီးကိုတဲ့ပေးနေသလားမေးရတော့မယ်။မပြီးသေးဘူးဆက်ပြောသေးတာနောက်တစ်ပိုက်မှာတော့လိန်လယ်မှုစင်တာတွေဟာအမေရိကန်မှရာဇဝတ်ဂိမ်းများဤအိတ်ကတ်သေးတို့မျိုးဆက်တစ်ခုပြီးတစ်ခုချမ်းသာကြွယ်ဝမှုရှိအောင်ဖန်တီးနေတယ်ဆိုတာပါတယ်။ကဲနှစ်ခါတော့ပြောတာနော်အမေရိကန်စာအရှိကြီးကိုတရုတ်ရာဇဝတ်ခိုင်းပါတယ်။နှစ်ချောင်းပဲဆွဲထုတ်ဖက်ပြသွားတာ။ဒါဟာသူတို့ထုတ်ပြန်တဲ့နှစ်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်တက်ကကျွန်တော်တို့ထုတ်နှုတ်ပြီးပြောတာဖြစ်ပါတယ်တဲ့။ဟုတ်ကျေးဇူးပါလာပြီလာပြီ။ဒါကတော့တကယ်တဆုံးထဲတာ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike for Burma အဖွဲ့တီမြန်မာနိုင်ငံရှိလိင်လယ်မှုစင်တာနှစ်ခုကိုစစ်စင်ရေးများပြုလုပ်ခဲ့သည်ဆိုပြီးလဲပါတာတွေ့ရပါတယ်။သူတို့စစ်စင်ရေးဘလို့လုပ်ခဲ့လဲမလုပ်ခဲ့လဲဆိုတာတော့ကျွန်တော်တို့လည်းမသိပါဘူး။မြေပြင်မှာလည်းတွေ့ရတာတော့မရှိပါဘူးတဲ့။အမေရိကန်နေဝင်မလာသေးဘူးလားဟဲ့လို့မေလုံကအချက်ကျလှမ်းခေါ်နေတာလားလို့တောင်ထင်နေရပြီ။ဘန်ကောက်ကို FBI agent တွေဆေးလုပ်ခဲ့တယ်ဆိုတာလဲသူကအတီးပြူသေးတာ။တော်ပါတော့ဘောမတွေကြောက်နေပါဦးမယ်။ထရန်က ကုံသွဲကုံကိစ္စစဖို့တုန်းကတောင်အထက်လူကြီးကအပြေးလွှားစပြန့်ဖို့သေးတာလေခုလေဟုတ်ကဲ့တူတူပေါင်းလုပ်ကြမယ်လေမပြောပဲအမေရိကန်နိုင်ငံအနေနဲ့အွန်လိုင်းလေလေမှုတိုက်ဖြတ်ရေးဆိုတာထက် hidden agenda နည်းနည်းတဲ့လှုပ်ဝက်ရည်ရွယ်ချက်မျိုးရှိတယ်ဟုပြောကြားထားတဲ့ဖြင့်ဝင်ကားဝတ်တီအလင်ကမြောက်ပါတယ်ဘယ်နေရာမြောက်တုံးဆိုဘဘကြီးကိုအရောက်ဖို့တဲ့နေရာမှာမြောက်တာဆလဗီအေအေနဲ့ချင်းညီနောင်တွေ့ဆုံမှုတော်လန်ရေးအရှိန်မြင့်ပေးမဲ့အရေးကြီးတဲ့တမိုင်းမှတ်တိုင်ဖြစ်ဟု NUG ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရခိုင်မျိုးသားအဖွဲ့ချုပ် ULAAA နဲ့ချင်းညီနောင်စီပြီးမဟာမိတ်အဖွဲ့ခေါင်းဆောင်တွေတွေ့ဆုံပြီးစစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေကိုပူးပေါင်းကောက်ွယ်တံပြန်ဖို့ရည်ရွယ်ဆောင်ရွက်တာဖြစ်ပြီးချင်းရခိုင်လူမျိုးစုနှစ်ခုလုံးအကျိုးပြုမဲ့သဘောထားတွေသိမြင်ရတဲ့အပေါ်ဝန်တာကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလကပြောပါတယ်ဒီလိုမျိုးစစ်ရေးနိုင်ငံရေးစီးပွားရေးအလွှာပေါင်းစုံကနေချင်းနဲ့ရခိုင်ညီနောင်များပူးပေါင်းဆောင်ရွက်မှုကတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့တော်လှန်ရေးအရှိန်အဟုန်ကို ညှင့်တင်ပေးမဲ့အရေးကြီးတဲ့သမိုင်းမှတ်တိုင်တစ်ခုအဖြစ်မှတ်တမ်းတင်ရမှာဖြစ်ပါတယ်လို့ဦးနေဖုံးလကပြောပါတယ်ဒီကနေ့နိုဝင်ဘာ16ရက်မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားတဲ့အစီအစဉ်မှာဦးနေဖုံးလကအခုလိုပြောကြားခဲ့တာပါအေအေနဲ့ချင်းညိနောင်ခေါင်းဆောင်တွေဟာပြီးခဲ့တဲ့အောက်တိုဘာလကရခိုင်ပြည်နယ်မှာတွေ့ဆုံခဲ့တာပါအေအေဘက်ကတမူးကျုပ်ကိုကျုပ်ထုံးမြတ်နိုင်အပါအဝင်နိုင်ငံရေးနဲ့စီရေးခေါင်းဆောင်တွေအစုံလင်တက်ရောက်တယ်လို့ချင်းညိနောင်ကလည်းအဖွဲ့ဝင်6ဖွဲ့ကခေါင်းဆောင်တွေတက်ရောက်ခဲ့တယ်လို့ချင်းညိနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရောမန်ကပြောထားပါတယ်။စည်ရေးအပြင်တနိုင်ငံလုံးရဲ့အရေးရဲ့အပြင်တနိုင်ငံလုံးဆိုတာကျွန်တော်တို့ကမြန်မာတော်လှန်ရေးကဘယ်ဒေတာမှဘယ်လိုအခြေအနေရှိတယ်ကျွန်တော်တို့ဒေတာမှလည်းဘယ်လိုလောက်ကြမှဖြစ်မယ်ဆိုတာမျိုးတွေဘယ်လိုပူးပေါင်းကြမှဖြစ်မယ်ဆိုတဲ့အပိုင်းတွေပေါ့ပြီးတော့နိုင်ငံရေးအပိုင်းတွေရောစီးပွားရေးပေါ့နောက်နောက်ကိုပြည်သူလူထုစာဝတ်နေရေးပြည်လဲဖို့အခွင့်အလမ်းတွေဖန်တီးဖို့ ရေရှည်ဆက်သွားရမယ့်အပိုင်းတွေကအစားရေရှည်အကျိုးစီးပွားအတွက်တအုပ်နဲ့တအုပ်အပြန်အလှန်ကျေးဇူးပြုဖို့တအုပ်နဲ့တအုပ်အပြန်အလှန်အထောက်အကူပြုဖို့ပေါ့နော်ဒီအပိုင်းတွေပါလို့ဆလိုင်းရောမန်ကအေအေနဲ့တွေ့ဆုံဆွေးနွေးမှုအကြောင်းပြောပါတယ်စီရေးပူပေါင်းဆောင်ရွက်မှုအပြင်နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာမဟာမိတ်အဖြစ်ပါပူပေါင်းဆောင်ရွက်သွားဖို့ဆွေးနွေးဆုံးဖြတ်ခဲ့ကြတဲ့အပေါ်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့အထူးပဲတံမိုးထားချီးကျူးဂုဏ်ပြုလိုကြောင်းဦးနေဖုံလကပြောပါတယ်တိုင်းဒေသကြီးနောင်နှစ်ဖွဲ့ဖြစ်တဲ့ရခိုင်နဲ့ချင်းပြည်သူတွေအကြားတမိုင်းကြောင်အရကန့်သက်ခံခဲ့ရတဲ့ ဆက်ဆံရေးကိုအခုလိုတော်လှန်ရေးကာလမှာခိုင်မာတဲ့မဟာမိတ်အဖြစ်အခြေခံကြကြမျှော်မြင်ပြီးပူးပေါင်းဆောင်ရွက်ကြတာဟာ Federal Democracy ပြည်တော်စုတည်ဆောက်ရေးအတွက်အလွန်အားတက်ဖွဲ့ရာဖြစ်ပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်